ရှင်းရှင်းလင်းလင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတယ်ညီကြီးကတော့ဂျုံခေါက်ဆဲပြားကိုအသုံးပြုပြီးတော့လှုပ်ထားရပေါ့နော်တကယ်လို့ဂျုံခေါက်ဆဲပြားမသုံးကျင်ဘူးဆိုရင်အချားအစင်တင်စားလို့ရမယ်မမားခေါက်ဆွဲလို့ဆန်ခေါက်ဆဲလို့လည်းအသုံးပြုပြီးတော့လှုပ်ဆန်နိုင်ပါတယ်ခေါက်ဆဲလေးပြုတ်နေတော့မှာပဲစက်ပံကြီးတွေထိလိုက်ပါအောင်မယ် ဟောမိညာခောက်ဆွဲပြုတ်တဲ့အခါမှာစားထည့်ပြီးတော့ပြုတ်အောင်ပေါ့နော်စားလေးထည့်လိုက်ပါဦးဒီလိုမျိုးခောက်ဆွဲတွေပြုတ်တဲ့အခါမှာလေစားထည့်ပြီးပြုတ်တာပို့ပြီးတော့စားလို့ကောင်းတယ်ခောက်ဆွဲကိုဒါမျိုးစွန်းနဲ့လှုပ်ရှားတဲ့ခောက်ဆွဲတွေဆိုလို့ချင်းစော့ဘလောက်ပဲကောင်းကောင်းခောက်ဆွဲထဲမှာစားမထည့်ဘဲနဲ့ပြုတ်လို့ချင်းခောက်ဆွဲရအရသာမရှိဘူးပေါ့နော်ဒီကတော့ plating ပြီးမို့အတွက်နန်းနန်းမင်းကိုအသုံးပြုထားပါတယ်။ငယ်လို့နန်းနန်းမင်းမသုံးကျင်ဘူးဆိုလဲကျွတ်တုံမိတ်တို့ပါဘူးလဲအသုံးပြုလို့ရပါတယ်။တခွားသီးတို့ပါဘူးလဲအသုံးပြုလို့ရပါတယ်။ ထောက်ဆွဲရလေသူ့အညိုးထဲမှာကွာ9မိနစ်ပြုတ်ဝင်ရပြီဆိုတော့အခု9မိနစ်ပြည့်ပြီဆိုတော့နေကြီးကရေထဲမှာထည့်ပြီးတော့မှပြန်ပြီးတော့စိန်ထားလိုက်ပါမယ်ထောက်ဆွဲတာကဒီလောက်ဆိုရင်ရပြီလေအဲ့တော့ရေလေးစိန်ထားမယ်နော်ထောက်ဆွဲကိုစီကိုအပူပေးထားလိုက်မယ်နော်ဒါလေးကတော့စီကျဲရတာအတွက်ကျွတ်သွန်မြူနုံလုံးဆင်ထားတာလေးထည့်မယ်ဒါလေးကတော့ခရုစီပေါ့နော်သူ့အရာသားလေးကငန်တဲ့အရာသားလေးရှိရဲ့ အချင်ရတာအတွက် black vinegar လေးထည့်ပါတယ်။နှမ်းလော်ထားလေးပေါ့နော်။နှမ်းကိုတော့လော်ပြီးသားလေးသုံးပြပါတယ်။ဒါလေးကတော့ငေဥသီးအကြမ်းပတ်လေးပေါ့နော်။အဆက်များများစားချင်ရင်တော့ငေဥသီးကြမ်းပတ်လေးကိုပို့ထည့်ပေးပါနော်။ဒီဟောက်ဆဲရဲ့အဓိကအချက်ကစီချက်ပေါ့နော်။စီမူလောင်းလိုက်တဲ့အခါမှာအတန်လေးက share ကလေးနဲ့ညီပြီးတော့အနံလေးကမှွေးနေရတယ်။ဒါဖတ်ကြမယ်လို့ပါနော်။ပါ ရေးပြီးတော့ပါပြီ။ဆက်ကြည့်ရသည်ဆက်ကြည့်လိုက်အောင်မယ်နော်။ရှင်းရှင်းငင်ငင်ဆက်ဆက်လေးနဲ့စားလို့ကောင်းတယ်။တို့ကလေလောက်ရတာလဲလွယ်တယ်ညံတယ်စားလို့လည်းကောင်းတယ်။